ားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့စနေနေ့မှာချင်းမြန်ကစားမဲ့ Chelsea နဲ့ Spurs နဲ့ပွဲအတွက်ပွဲကြိုသုံးသက်ချက်လေးလုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့လက်ရှိမှာ Spurs က Premier League မှာအဆင့်3ပါ Chelsea ကအဆင့်9ပါဒါပေမဲ့အမှတ်ကတော့3မှတ်လောက်ပဲကွာပါတယ်ဆိုတော့ငကူရေကဒါရှင်ပြိုင်မှုပြင်းထန်တဲ့ပွဲမှာဒါ3မှတ်လောက်ပဲကွာတယ်ဆိုတော့ပွဲကပိုပြီးကြည့်ကောင်းသွားဖို့ရှိတယ် ဆိုတော့နောက်ဆုံး၅ပွဲဆက်တိုက်တွေ့ဆုံမှုအမှတ်တမ်းအရ Chelsea က Spurs ကို၄ချိန်နိုင်တာပြီးတစ်ချိန်ပဲရှုံးထားတယ်။ Chelsea ရဲ့အရင်ဆုံးပြတ်တက်နေတဲ့ရာသီမှာတော့ Spurs ကိုနိုင်ရရှိထားတယ်။ Spurs မှာဆိုရင် Romero တို့ PY Kulusevski, Madison အဆက်ရှိရဲ့ကစားသမားတွေတန်ရာရနေတယ်ပြီးတော့ Bizuma တို့လိုကစားသမားတွေတန်ရာရနေတယ်။ Chelsea ကတော့ဒီကစားသမားတွေဖြစ်တဲ့ Palmer, Gowell ရှိရကစားသမားတွေမပါဘူးအခု squat ချင်းရှင်လိုက်ရင် Chelsea ကနည်းနည်းတာတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ဒါ Spurs ဘက်မှာအဓိကစောင့်ကြည့်ရမယ့်ကစားသမားဖြစ်ရယ်သူက Gudus ပါ Mohamed Gudus ပါဒါသူ့အသေးစားထိမ့်ပြီးတော့ကစားနိုင်ရင်အနိုင်ရရှိဖို့များတယ်ပြီးတော့နီးပြန်ရင်ရှင်ပြိုင်မှုမှာဆိုရင်ဒါ Thomas Frank က နောက်ဆုံးနှစ်တွေမှာ Chelsea ကိုခဏခဏဒုက္ခပေးနိုင်တဲ့နည်းပြပါဒါပေမဲ့သူအဲ့ဒါ Brentford မှာရှိတော့ဟုတ်တယ်အခု Spurs ရောက်ပြီးတော့ဒါ Chelsea နဲ့ပထမဆုံးချိန်တွေ့ရမှာသူဘလို့နီးစနစ်တွေတုံးပြီးတော့ကစားဝါမလဲဆိုတာတော့အာကြည့်ရမယ်ဆိုတော့လက်ရှိမှာ Spurs က Chelsea ထက်အမှတ်တာနေရဆိုပေမဲ့ဒါနှစ်သင်းလုံးကတော့နိုင်လိုက်ရှုံးလိုက်တနည်းရွှေတနည်းငွေဖြစ်နေတဲ့ပုံစံမျိုးလက်ရှိကာရာဘောင်းမှာဆိုရင်လည်း Spurs က Newcastle 2-0နဲ့ရှုံးပြီးထွက်သွားရတယ် ကျွန်တော်တို့ဒီနေ့ပွဲမှာ Chelsea 2ဂိုးပြတ်လောက်နဲ့နိုင်သွားမယ်လို့ထင်တယ်။ညီကိုတို့ရောဘယ်လိုထင်လဲ? comment မှာမှန်ပေးသွားပါ။အားလုံးပဲကျေးဇူးများရှိတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။